န်ကြီးသောတပ်ဖွဲ့နဲ့မွေးရမောင်ကိုသမားတွေရဲ့အကျိန်းနဲ့ရှိလာတဲ့အားပြန်ပွဲလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကလေးကအမေရိကန်ကမ်းခြေဆောင်တပ်ဖွဲ့ဟာမွေးရမောင်ကိုကိုင်းတွေကိုနီလန်းမြို့မြို့သုံးပြီးတော့နှိမ်နင်းခဲ့ရပါတယ်။ဒါပေမဲ့လည်းမောင်ကိုမှုတွေကမပပျောက်သွားပါဘူး။ဆက်ရှိနေတော့ပါပဲ။အမေရိကန်တပ်တွေကသူတို့ရဲ့နီလန်းတွေကိုတီးသွားပြီဆိုရင်မောင်ကိုကိုင်းကနောက်တနည်းကြံစီပါတယ်။အမေရိကန်တပ်တွေကလည်းအဲ့ဒီနေကိုရအောင်ထောက်လှမ်းပါတယ်။မိသွားမယ်ဆိုရင်မောင်ကိုသမားတွေကနောက်ထပ်နေအသက်တွေထက်ကြံစီကြပါတယ်။ဒီလိုနဲ့ကမ်းခြေဆောင်တပ်နဲ့မောင်ကိုသမားတွေကြားကပြေးတက်လိုက်တဲ့ကိစ္စတွေကအမလုံးဆက်ကိုကတ်တယ်လို့ပါ။နောက်ပိုင်းတော့မောင်ကိုကိုင်းတွေရဲ့နီလန်းက next level အဆင့်တစ်ခုကိုရောက်လာခဲ့ပါတယ်။ဘယ်လောက်တည်လဲဆိုရင်မှောင်ကိုကိုဖို့ရင်ကုန်သင်းမောတွေပါတည်ထွင်ခဲ့တဲ့အဆင့်မှာပဲ။ဥပမာပြောရမယ်ဆိုရင်2008ခုနှစ်စက်တင်ဘာလ13ရက်နေ့ကဂွာဒီမာလာမှာဖမ်းဆီးခဲ့တဲ့ကိစ္စကိုပြောရမှာဖြစ်ပါတယ်။အဲဒီတုန်းကဂွာဒီမာလာအနောက်ဘက်မိုင်350ကျော်မှာဒီအဖွဲ့ကိုဖမ်းမိခဲ့တာပါ။သူတို့ကရင်ကုန်သင်းမောလေးတစ်စီးနဲ့မောင်ကိုကူးနေခဲ့တာဖြစ်ပါတယ်။ကန်ဂျီတောင်တပ်ဖွဲ့ဝင်တွေကသူတို့ကိုဖမ်းပြီးတော့အဲဒီသင်းမောမှာပါလာတဲ့လေယာဉ်စလုံးကလက်မြောက်ပြီးတော့ဖမ်းခံခဲ့ရပါတယ်။ပြီးတော့ချက်ချင်းဆိုသလိုပဲရေထဲခုန်ချပြီးကန်ဂျီဆောင်တပ်ဖွဲ့တွေနဲ့ ကန်ချီဆောင်တပ်ဖွဲ့တွေရဲ့လှေလေစီကိုရေကူးလာခဲ့ပါတယ်။အဲဒါကြောင့်မှဖမ်းမိတဲ့သူတွေတော့မှအံ့ဩခဲ့ရပါတယ်။သူတို့ရင်ကုန်တင်မောလေးကိုလမ်းကြည့်လိုက်တဲ့အခါမှာနေမျိုးစားပြုတ်နေပါပြီ။အဲ့ဒီလေးနဲ့အတူမောင်ကိုကိုးနေတဲ့မိုးရေစေဝါတွေလည်းပါသွားခဲ့ပါတယ်။ဒါကိုမြင်နေရတဲ့ကန်ချီဆောင်တပ်ဖွဲ့တွေလည်းဘာမှမတက်နိုင်ခဲ့ပါဘူး။ဒါကိုမတော်တဆဖြစ်တာမဟုတ်ဘူး။မောင်ကိုသမားတွေတမင်သုံးတဲ့အကွက်လည်းဖြစ်ပါတယ်။မွေးရေးစေဝါးတွေတည်လာတယ်တင်မောမြုပ်တဲ့အတွက်လေတက်တင်မရှိတော့တဲ့အတွက်အမှုတိစားဖို့ခက်ခဲပါတယ်အဲဒီကိစ္စတုန်းကဖမ်းမိတဲ့မောင်ကိုသမား၄ရက်စလုံးအမှုမခိုင်လုံဘူးဆိုပြီးလွတ်သွားခဲ့ပါတယ် ။ဒါပေမဲ့ဒီကိစ္စကလည်းနောက်ဆုံးချိန်မှာရင်ကုန်သင်းမောလို့ပြောပြီးမယ်အပြည့်အဝရင်ကုန်နိုင်တာမဟုတ်ပါဘူး။သူတို့ကရေထဲမှာတဝက်ကြောင်မြုပ်နေပြီးအပေါ်ပိုင်းလေးပဲပေါ်နေတာပါ။ဒါပေမဲ့အဝေးကလမ်းကြီးရင်တော့မျောနေတဲ့တစ်တုံးလိုလိုသင်းမောပြအပိုင်းစားတစ်ခုခုလိုလိုထင်ရပါတယ်။ဒါကြောင့်မရှာရဖွေရတာကလည်းမလဲပါဘူး။တော်တော်လေးကိုစောင့်ကြည့်နိုင်မှမိနေတာပါ။နောက်ပြီးတော့ဒီသင်းမောတွေမှာရေဝင်ပေါက်စနစ်တွေရှိပါတယ်ဒီတန်းဆိုရင်ပိတ်ထားတာဖြစ်တဲ့အတွက်ရေထဲမှာပေါ်နေပါတယ်ဒါပေမဲ့အဗန့်ခံရရင်ဒီစနစ်ကိုအချိန်ကာလလေးတွေမှာပြောင်းလဲလို့ရတာပါ အဲ့ဒီလိုပြောင်းလိုက်တာနဲ့တင်မောကချင်းချင်းပဲမြုပ်သွားမှာဖြစ်ပါတယ်။ကမ်းခြေဆောင်တပ်ဖွဲ့တွေဘက်ကနေပြန်ကြည့်မယ်ဆိုရင်လောက်ရကာရတာကျဉ်ကျက်တဲ့ကိစ္စတွေပါ။နိုင်ငံတကာရေချောင်းဥပဒေရလှင်မြုပ်တင်မောမြုပ်တာတွေဖြစ်ရင်လူတွေကိုအရင်ကယ်ရပါတယ်။မောင်ကိုသမားတွေလူလဲကြတာကိုသိရင်တော့မှရေထဲရောက်နေတာဖြစ်လို့သူတို့ကိုအရင်ကယ်ကြတာပါ။မောင်ကိုတင်မောမြုပ်တာကိုတော့ဘာမှမတတ်နိုင်ပါဘူး။အဲ့ဒါကခုနကပြောတဲ့ကွာဒီမာလာကိစ္စမှတူတူပါပဲ။အဲ့ဒီလေတလုံးချားအလှည့်ခင်ရတာကိုအနာပိုင်းဒီလည်းမခံရနိုင်ပါဘူး။ဒါပေမဲ့သူတို့ဘက်ကျတော့ဥပဒေတိုင်းလုံးမှအဆင်ပြေမှာပါ။အဲ့ဒါကြောင့်ဥပဒေကိုအရင်ပြင်ဖို့ကြိုးစားရပါမယ်။ဒီလိုနဲ့ပဲ2008ခုနှစ်မှာမွေးရည်စေဘမောင်ကိုတင်မောဂျားပြတ်ဖန်စီဥပဒေဆိုတော့ ပြတ်ထန်းခဲ့လိုက်တာပါဒီဥပဒေအရအလံမလွင့်ထူတာတွေရေတဝက်မြုပ်ဒင်းမောင်းမောင်းနေတာကိုရာဇဝဲမှုလို့သတ်မှတ်သွားနိုင်ပါတယ်ဒီအမှုဆိုရင်တော့ထောင်တန်း20ချမှတ်လို့ရသွားတာပါအတိတ်ပဲကတော့ရေတဝက်မြုပ်ဒင်းမောင်းကိုမောင်းမယ်ဆိုရင်ကိုစားပြုအလံတစ်ခုထူရပါမယ်မဟုတ်ရင်တော့တေချာပေါအဖမ်းခံရမယ်ဆိုတော့ပါအဲ့ဒါကအမေရိကန်ဘက်ကဥပဒေပဲရှိပါသေးတယ်ဒီလိုကိစ္စမျိုးကတနိုင်ငံတင်းနဲ့ဖြေရှင်းလို့မရပါဘူးကိုလံဘီယာကလည်းမူရင်မောင်ကိုကူးမှုတွေနေနေနေတာပါတို့တို့ကြတော့အဲ့ဒီလိုရေတဝက်မြုပ်တင်းမောတွေတိစောက်တာတွေ့တာနဲ့တရားဆွဲပြီးထောင်ဒဏ်ဆက်နေနေချလို့ရအောင်ဥပဒေတွေပြဋ္ဌာန်းခဲ့ပါတယ် ဒါတွေကလည်းမောင်ကိုသမားတွေကိုမတားနိုင်ခဲ့ပါဘူးဥပဒေတွေတင်းကျပ်တဲ့အချိန်မှာအရင်လိုကမ်းပြီးမှဒီမော့တွေမတီးဆောက်တော့ပါဘူးအစိုးရအာဏာပိုင်တွေမရောက်နိုင်တဲ့တောနယ်တွေထဲမှာတဝက်မြုပ်တင်းမော့တွေသွားဆောက်ကြပါတယ်ပြီးတော့မှလူသူရှင်းတဲ့ကမ်းကြီးကိုခိုးချောင်ခိုးဘက်တွေပြီးအသုံးပြုခဲ့တာပါဒီနေရာမှာထူးဆန်းတာတစ်ခုကရှိပါသေးတယ်မောင်ကိုသမားတွေကအဲ့ဒီရင်ကုန်တင်းမော့ကိုတစ်ခါသုံးလို့သဘောထားပြီးတီးဆောက်ခဲ့ကြလို့ပါဒီမော့ကတော့အဖမ်းခံရရင်လည်းမြုပ်သွားအောင်လုပ်နိုင်မှာပါအဖမ်းမခံရဘဲနဲ့လိုရာခီးရောက်သွားရင်လည်းနှိမ့်မြုပ်လိုက်မှဖြစ်ပါတယ်။နောက်ပြီးတော့ကန်းကြီးတောင်ထက်ကလည်းမောင်ကိုလီတွေဆိုရင်နှိမ့်မြုပ်လိုက်ပါတယ်။ တက်တေကံပစ္စည်းတွေကိုတော့အရင်သိမ်းတာပါမွန်ဂိုလီဆိုတဲ့အထက်မှာအရှိန်မြင့်မြတ်သွားနိုင်တယ်ပုံမှန်လေးတွေခုနကလိုတဝက်မြောက်လေးတွေစသဖြင့်လည်းအားလုံးပါပါတယ်ကန်ချီတော်တက်ဖွဲ့အနေနဲ့ဒီမွန်ဂိုလီတွေကိုပြန်မသေးသွားပါဘူးဒီတိုင်းရေပေါ်မှာဘောလောကြီးလည်းမထားခဲ့ပါဘူးရေချောင်းသွားလာရေတွေထိခိုက်မှာစိုးရိမ်လို့ပါဒါကြောင့်မင်းတို့လည်းမြုပ်ပြစ်ပါတယ်ကန်ချီတော်တက်ဖွဲ့လက်ဦးရင်တော့တက်တေမူရည်စေးဝါးတွေရမှာဖြစ်ပြီးမွန်ဂိုသမားတွေလက်ဦးရင်တော့တက်တေပျောက်သွားမှာပါဘာပဲဖြစ်ဖြစ်ပါအတိတ်ပြတ်ထန်လိုက်တဲ့ဥပဒေကြောင့်မွန်ဂိုသမားတွေလှုပ်ရှားရကြက်တဲသွားတာအမှန်ပါမွေးရေးစေးဝါးတည်လာတဲ့လေပဲဖြစ်ဖြစ်တင်းမောပဲဖြစ်ဖြစ်လက်ဘူးလက်ချက်မိပြီဆိုရင်အရေးကြီးတဲ့သက်တွေကိုသူတို့လေပေါ်ကိုပြောင်းနေရပါတယ် ရောင်းနေတဲ့ထုတ်ဒီပါရီရှိရင်လည်းလိုက်ဆဲရတာပါတခါလီမှာမွေးရည်စေဝါထုတ်ဒီကြားထဲမှာလေဒီပါရီပါလာတက်တာကိုတွေ့ရပါတယ်တချို့မောင်ကိုသမားတွေလေဒီကိုဖမ်းပြီးခေါ်တင်လာတက်တာပါပြီးရင်တော့အထုတ်ဒီနဲ့ချီပြီးကြိုးချီထားတတ်ပါတယ်ဘာလို့လဲတော့မသိပါဘူးဂုံးချောင်းလေချောင်းလမ်းနေရှိပေမဲ့မွေးရည်စေမောင်ကိုကိစ္စကိုတော့ရေချောင်းကပဲအများဆုံးလောက်ကြပါတယ်အဲဒီကိစ္စမှလည်းအဓိကအကြောင်းရင်းတစ်ခုရှိပါတယ်ပထမတစ်ချက်ကတော့ရေချောင်းနဲ့တဲတာကပို့ပြီးတော့ဝင်ကျဲလို့ပါနောက်ပြီးတော့အစီအစီကိစ္စကလည်းနေပါပါတယ်အဲ့ဒါကနောက်တစ်ချက်နဲ့လဲဆက်နွေးနေတာပါသမုဒ္ဒရာဆိုတော့အကျေအေးဖြစ်ပါလေလှေလေးကသမုဒ္ဒရာထဲမှာတေးသေးလေးဖြစ်သွားတာပါကင်းလဲလေဆိုတော့သမုဒ္ဒရာကြီးနဲ့နှိုင်းရှင်မလုံလောက်ပါဘူး ဥပမာပြောရမယ်ဆိုရင် American ဘတ်ချာလေးကပေးလဲပြီးဖြတ်ကျော်မှုဆောင်ကစတူရမ်းမှ6တန်းလောက်ကျေဝန်းတာပါဒါက American ပြည်တော်စုကုန်းပြေ area ထက်နှက်ဆနေပါရှိပါတယ်ဒီအကျေဝန်းတွေမှာလှုပ်ရှားကြရတဲ့ကံကြေဆောင်တက်ဖွဲ့တွေကနေရာတန်းကိုဖြတ်ချက်မကြည့်နိုင်ပါဘူးတတိယနေ့ကမော်ကိုသမားတွေလှုပ်ရှားနေရအောင်စသဖြင့်တန်တရားဖြစ်တဲ့နေရာတွေမှာပဲအဓိကကင်းလဲကြတာပါ အရင်ကဆိုရင်မောင်ခိုသမားတွေကရွက်လေတွေငါးဖက်လေတွေနဲ့ပုံမရပြီးမောင်ခိုကူးကြတာဖြစ်ပါတယ်။အဲ့ဒါကအဖမ်းမခံရရင်တော့လွတ်နိုင်ပါတယ်။ကန်ဂျီဆောင်တပ်ဖွဲ့ကတန်တရားရှိပြီးစစ်ဆေးမယ်ဆိုရင်ထွက်ပြေးလို့မလွတ်နိုင်ပါဘူး။ဒါကြောင့်1980ပြည့်လွန်နှစ်တွေမှာအရှိန်မြင့်လေတွေကိုပြောင်းပြီးတော့တုံးလာခဲ့ပါတယ်။ Speedboat လို့ခေါ်နိုင်မဲ့လေမျိုးပါပဲ။ဒီလေတွေနဲ့ဆိုရင်ကန်ဂျီဆောင်တပ်ဖွဲ့နဲ့လေစိန်ပြေးလက်တဲ့ကစားလို့ရပါတယ်။ဒီအရှိန်မြင့်လေတွေကြတော့ကန်ဂျီဆောင်တပ်လေလိုင်းမဖမ်းနိုင်ပါဘူး။ဒါကြောင့်မဖမ်းနိုင်မဲ့နည်းလမ်းကိုရှာကြပါတယ်။ဒီကြိမ်မှာလပိုင်တွေရဲ့အကူအညီကိုယူရမယ့်ကိစ္စကလည်းဖြစ်လာပါတယ်။ဒါပေမဲ့လပိုင်အစ်စ်တွေတော့မဟုတ်ပါဘူး။ 1990ပြည့်လုံနေ့ဒီမှာကမ်းခြေဆောင်တပ်ဖွဲ့အတွက်ရဟန်းရင်ကြားပြတာစီးတက်ခွဲဆိုပြီး unit တခုဖွဲ့စည်းလိုက်ပါတယ်အတိုးကောင်းနေတဲ့ hedron လို့ခေါ်ပါတယ်ဒီတပ်ဖွဲ့ရဲ့အထက်ကရဟန်းရင်တွေက MMH 65E dolphin တွေဖြစ်နေလို့ပါအဲ့ဒီရဟန်းရင်တွေကိုသူတို့ကြမှာ dolphin တန်တရားဖြစ်တော့လပိုင်တွေလို့အလွယ်ကူသုံးလုံးကြတာဖြစ်ပါတယ်ဒီရဟန်းရင်တွေကတရင်ရပြီဆိုတော့ねတန်တရားဖြစ်တဲ့တင်ပေါ်ဒါမှမဟုတ်ဆက်လီစီကိုချင်းကပ်ကြတာပါပြီးရင်တော့အော်အော်တန်တဲ့အချက်ပေးပြီးလှေတွေကိုရက်ခန့်ရပါတယ်အဲ့ဒီအချိန်မှာလှေရက်ပြီးရင်တော့ ကန်းကြီးစောက်တက်ဆက်လီဒီစီရောက်လာပြီးအဲ့ဒီဘော်ကိုတက်ကစစ်စေးမှာပါထပ်ပြင်းတော့တေချာပေါ်တားစီရမှာဖြစ်ပါတယ်ဘလူတားစီလဲဆိုရင်တော့အရင်ဆုံးရဟယင်မှာပါတဲ့ M240 စက်တနက်နဲ့ဆက်လီပြတဲ့လမ်းကြောင်းရှိကိုမတိအောင်၆ပြက်လိုက်တာဖြစ်ပါတယ်တတိပေးပြက်ခတ်မှုသဘောမျိုးပါပဲဒီလိုပြက်ခတ်မှုတခါဖြစ်တဲ့မှာ stage လို့သုံးတော့ပါတယ်အများအားဖြင့်တော့ဒီတတိပေးမှုကလုံလောက်ပါတယ်ဘယ်သူမှအသက်ပုံမပါတာကြောက်ပါပဲနောက်ပြီးတော့ကြည်စံထက်လေးဘေးရာကမှပုံမမြန်ပါဘူးသူတို့ရှိနေတယ်ပင်လယ်ပြင်ထဲမှာပြောတာပါအဲ့ဒါကိုမှ stand ထွင်ပြီးစက်မောင်းနေမယ်ဆိုရင်တော့ရဟယင်ပေါ်မှာ sniper သမားပါပါတယ် ။သူကလက်ဆွဲတော့ rifle ကိုထုတ်ပစ်တော့မှာပါ။ဒါပေမဲ့လူတွေကိုပြစ်မှာမဟုတ်ပါဘူး။စက်လီအင်ဂျင်ကိုမှန်အောင်ပြစ်မှာပါ။ကိုယ့်ဘက်မောင်းနေရင်လည်းရဟတ်ရင်နဲ့နောက်ကလိုက်ပြီးရအောင်ပြစ်မှာဖြစ်ပါတယ်။မတော်လို့လူကိုမှန်သွားရင်လည်းသူ့ထိုင်တဲ့သူ့ကမှာဒီလောက်တားနေကြကထွက်ပြေးလို့ပြင်ရင်နဲ့မှန်သွားတာကရှင်းလို့တော့ရပါတယ်။ဒါပေမဲ့မောင်ကိုသမားတွေကလည်းလူလဲတွေပါ။ဒီထားတွေကိုသိပါတယ်။ဒါကြောင့်စက်လီအင်ဂျင်တွေကိုကြီးကတက်တူတွေနဲ့ကားထားတာပါ။သူတို့တက်ကတော့ဘေးလင်တက်ကပြေးတဲ့လိုက်တဲ့ပြဿနာကိုအမြဲတမ်းအသိမြင်ထားတာဖြစ်ပါတယ်။ကန်ဂျီဆောက်တက်ကလည်းလုံးဝအလျှော်မပေးပါဘူး။ပြေးကျင်တဲ့နောက်ပြေးလိုက်ဖန်လို့ရအောင်ဆိုပြီးစီစဉ်ထားပြန်ပါတယ်။ ဒီနေရာမှာတော့ LRI လို့ခေါ်တဲ့လေကအရေးပါတဲ့နေရာကနေလိုက်ပါလာပါတယ်ဒီလေက35ပြည်လောက်ရှိပြီးဒဇီးကိုဒေါ်လာတစ်သန်းလောက်ထိရှိပါတယ်ပုံမှန်ဆိုတော့ကင်းလက်ဆက်လေးပုံမှာပဲတင်ထားတာပါပြေးရလွားရဖက်ရစီရမယ်ကိစ္စတွေရှိလိုက်နော်ဒီလေကိုကင်းလက်ရင်ရဲ့နောက်ဘက်အပေါက်ကနေရေထဲချလိုက်တာပါချရတာကလေးလွယ်လွယ်ကူကူပါပဲဒီလိုချရတဲ့အခါမှာလေကင်းလက်လေကအရှင်လျှော့ပေးစရာတော့မလိုပါဘူးရဲရင်ရဲ့မောင်ကိုလေးနဲ့အင်ဂျင်တွေကိုတနက်နေ့ပြည့်လို့မရရင်ဒီလို LRI လေးတွေနဲ့လိုက်ပြီးတော့အင်ဂျင်ကိုအနီးကပ်ပြည့်ရပါတယ်ဒီလေတွေကအရှင်မြန်နဲ့အတွက်မောင်ကိုသမားတွေအတွက်လွတ်မြောက်နိုင်ဖို့ဆိုတော့မလဲပါဘူး ဒီကြမှာမောင်ကိုသမားကြီးလည်းရွေးချယ်စရာနည်းလမ်းတစ်ခုပဲရှိတော့မှာပါဖန်ခံရမယ်ဆိုတော့နဲ့တက်တီတွေကိုဖျောက်ပစ်ဖို့ကြိုးစားတဲ့ကိစ္စပါတခါလေကျရင်သူတို့ကပြင်းရင်လွှိုင်းနဲ့မွေးရည်စေဝါထုတ်တွေကိုပင်လေးတဲ့ပြစ်ချပြီးစားဖြောက်ပါတယ်မတော်လို့ဖမ်းမိခဲ့ရင်တက်တီနဲ့ပါသွားအောင်ပါဒါပေမဲ့နောက်ပိုင်းကင်းလက်လေးတွေကလှုပ်ရှားသမားကိုဗီဒီယိုရိုက်ပြီးအချိန်ပြည့်မှတ်တမ်းတင်လာတဲ့အတွက်ဒီနည်းလမ်းကလည်းသိစေမပြေတော့ပါဘူးနောက်ပိုင်းမှာတော့မောင်ကိုသမားကြီးရဲ့လှုပ်ရှားမှုကိုပိုပြီးသိနိုင်ဖို့ကင်းတောက်လေးတွေကိုထုတ်သွင်းလာပါတယ် B3 Oreo နဲ့ XC130J Super Hercules ဒီလိုလင်းရင်မျိုးပါပဲဒီလင်းရင်ဒီမှာအထူးအာရုံခံကိရိယာတွေနဲ့ရေဒါတွေတက်ဆင်ထားပါတယ်တန်တရားဖြစ်စရာလှုပ်ရှားမှုတွေ့တာနဲ့ဒီအချက်လက်ကိုအနည်းဆုံးမှရှိတဲ့ကမ်းခြေဆောင်တက်ရဲ့ကင်းလဲ့လေစီကိုအကြောင်းကြားလိုက်ပါတယ်တရင်ရတာနဲ့ကမ်းခြေဆောင်တက်ဆက်လေကလည်းသွားစစ်ဆေးရပါတယ်ဒီအဖွဲ့ကကင်းတော့လေရဲ့စီကတရင်နဲ့ပြင်ဌာနဆိုင်ရာတွေဖြစ်တဲ့ DOD, DHS, NSA, CIA, FBI စတဲ့ agency တွေရဲ့ထောက်လိုင်းတရင်ချက်လက်တွေကိုတုံးချတာပါပြောရမယ်ဆိုရင်မွေးရေးစေဝါတိုက်ဖြတ်ရေးကိုအင်းနဲ့အားနဲ့ဆောင်ရွက်နေတဲ့ကမ်းခြေဆောင် ကမ်းခြေဆောင်တပ်ဖွဲ့တွေကိုမိုးရိပ်ကိုင်းတွေကဘလို့မှမရှင်းနိုင်တော့ပါဘူး။ဒါကြောင့်မယ်သူတို့ကအရှိန်မြင့်မှုကိုအားသာချက်ဖြစ်နေမတုံးတော့ပေ။ခိုးချောင်ခိုးဘက်တည်နေဖို့ကြိုးစားလာခဲ့ပါတယ်။ဒီအတွက်ပဲ LPV လို့ခေါ်တဲ့လေတွေကိုတီထွင်ခဲ့ပါတယ်။အဲ့ဒီလေတွေကရေမြင့်နယ်ပြင်နားမှာကပ်နေတဲ့အတွက်တော်ရုံနဲ့ရှာမတွေ့နိုင်ခဲ့ပါဘူး။ဒီနေ့လကလည်းထိုက်သည်သလားအလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ကျတော့ပေါ်သွားတော့တာပါ။ LPV အတွက်အခြေအနေတွေတိမ်မကောင်းတဲ့အချိန်မှာမိုးရင်မောင်ကိုတမားကြီးလည်းနောက်ထပ်တစ်မျိုးကြံစည်ကြပါတယ်။ဒီလိုနဲ့မိုးရင်မောင်ကိုရင်ကုန်သမောတွေပေါ်လာတော့တာပါ။ 1990ပြည့်လုံနှစ်တွင်နဲ့2000ပြည့်လုံနှစ်တွင်မှာမက္ဆီကိုရဲ့နာမည်ကြီးစီနာလိုအောင်မူရဲ့ကံကိုဦးဆောင်ခဲ့တဲ့အယ်ချာဘိုကဒီနီလန်ကိုပထမဆုံးအသုံးပြုခဲ့သူဖြစ်ပါတယ်။ဒီနီလန်နဲ့အယ်ချာဘိုလက်တော်တော်လုံးဖြစ်ခဲ့တာပါ။နောက်ပိုင်းမှာတော့သူ့ကိုဖမ်းမိခဲ့ပါတယ်။အခုတော့ထောင်ထဲရောက်သွားပါပြီ။ဒါပေမဲ့မူရဲ့မောင်ကိုဒီကတော့ဆက်ရှိနေတုန်းပါပဲ။2024ခုနှစ်မှာကန်ဂျီဆောင်တက်ကဖမ်းမိခဲ့တဲ့မူရဲ့စေဝါအရေးအတွက်က16မက်ထရစ်တန်ရှိပါတယ်။အဲ့ဒီတန်ဘိုကအမေရိကန်ဒေါ်လာ4.5သန်းအထိရှိတာပါ။အဲ့ဒါကမဖမ်းမိဘဲနဲ့လွတ်သွားတဲ့မူရဲ့စေဝါတွေထည့်မှတ်တွက်ရသေးပါဘူး။ ီနေ့2025ပထမ6လမှာလေးဖမ်းမိခဲ့တဲ့အရေးအတွက်ကပိုတော်များပါတယ်။ဒါကြောင့်မင်းတင်းကျက်တဲ့နေနေမှုတွေရှိနေပေမဲ့မိုးရမောင်ကိုတမားကြီးလည်းနီးလဲမျိုးစုံသုံးပြီးလှူရှားနေတယ်လို့ခံမှန်းရနိုင်ပါတယ်။အခုနောက်ပိုင်းရင်ကုန်တင်မောနဲ့မိုးရမောင်ကိုကူးတဲ့ဂိုင်းတွေကပုံများလာပါတယ်။နောက်ပြီးတော့အစိမ့်မင်းနီးပညာတွေတော့တုံးနေကြတာပါ။ဥပမာအပြင်တော့2025ခုနှစ်ဇူလိုင်လမှာကိုလံဘီယာရေတပ်ကမူရေရင်ကုန်တင်မောတစီကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရေတပ်တင်မောပေါ်မှာလူတယောက်မှမပါပါဘူးတင်မောပေါ်မှာတော့ Starlink Internet တက်ထားပါတယ် တရားစစ်ဆေးကြည့်တဲ့အခါမှာအဝေးတင်းစနစ်နဲ့ထိန်းချုပ်နေတာတွေ့ရပါတယ်။ရေးတဲ့အနေနဲ့မူရည်စေးဝါးတွေကိုဖမ်းမိနိုင်ခဲ့ပေမဲ့ပိုင်ရှင်ကိုဘလို့မှမဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒီလိုနည်းနဲ့ပဲလွတ်သွားတဲ့တင်းမောတွေအများကြီးနေမယ်လို့ခံမှန်းထားကြပါတယ်။ဒီလိုနဲ့ကမ်းခြေဆောင်တပ်ဖွဲ့တွေနဲ့မူရည်မှောက်ကိုသမားတွေရဲ့အားပြိုင်ပွဲတွေကမိမျိုးစုံနဲ့ဆက်ရှိနေတော့ဖြစ်ကြောင်းဝင်းများလာရင်ဗီဒီယိုလေးညီကုန်ချုပ်လိုက်ပါတယ်။